အနိုင်ရတိုင်းအနိုင်မကျင့်နဲ့ဝတ်လေတတ်တယ်။လူစာမတတ်တာသုံးစားလို့ရရှင်ရလိမ့်မယ်။လူကိုရှင်းစာတရားမေ့ရင်တိရစ္ဆာန်နဲ့ဆိုတယ်။သင်အနိုင်ရတိုင်းသိပ်ပျော်မနေနဲ့သင်ရှုံးနေတဲ့အခါငိုရလိမ့်မယ်။လူတစ်ဖက်သားအပေါ်ကိုရှင်းစာနာစိတ်မရှိရင်သင်အပေါ်တံပြန်တက်ရောက်မှုကသိပ်မကြဘူးဆိုတာမမေ့ပါနဲ့။ဝတ်ကြွေးဆိုတာကိုကယူခေးလို့ပေးဆက်ရတာ ယူပြီးရင်တော့ဆက်ရဖို့မမေ့ပါနဲ့။တင်လုတ်ခဲသမျှတင်ပြုတ်ခဲသမျှတင့်ထန်ပြန်လာအောင်မှာပါပဲ။တင်းအရိတ်ကတင်းနောက်လိမ့်နေမှာကိုမမေ့ပါနဲ့။ကိုယ်တိုင်ကမကောင်းတာကိုသူတစ်ပါးကောင်းဖို့မမျှလင်းနဲ့။တင်းနဲ့ထိတ်တန်တဲ့လောက်သာတင်းရပါလိမ့်မယ်။အနိုင်ရတိုင်းအနိုင်မယူရှင်နဲ့သူ့ဝက်ကျွေးရှိသူရဲ့တို့သူပေးဆက်ရလိမ့်မယ်။သူ့ဝက်ကျွေးကုန်တဲ့နေ့ဟာတင့်ဝက်ကျွေးပြန်ဆမယ်ဆိုတာ မမေ့ပါနဲ့ဝိုးဆိုတာကနောက်ဘဝမကူးပါဘူးဒီဘဝမှာတင်ရှက်ရှင်းလေတက်ပါတယ်ဒါကြောင့်အနိုင်ရတိုင်းအနိုင်မကျင့်နဲ့ဝိုးလေတက်တယ်